မက်ဂနက်တက်ကိုမျက်နှာသားမှာပေးသေးတဲ့စူပါကွန်ပျူတာအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဇာတ်တင်ဆက်နေပါတယ်အရှုံးဆိုတာဘာမှမသိတော့တဲ့မန်ချက်စတာယူနိုက်တက်ဟာဒီဘက်မှာလေ Brighton တင်းကို4-2နဲ့ Selena United ကိတဲ့အခါမှာတော့ဘာသာအကျင့်ဖြစ်လီဘွဲ၃ဘွဲစရိုက်နိုင်ရရှိနိုင်ခဲ့ပါတယ်။ရာသီစမှာတော့ဖီးယားတွေအများကြီးကိုရင်ဆိုင်ခဲ့ရပြီမြေအမရင်ကနောက်ဆုံးမှာတော့အဖြစ်ပြက်တွေကိုပြောင်းပြန်လှန်နိုင်ခဲ့ပါပြီ။အမရင်ရဲ့ United ကနောက်ဆုံး9ဘွဲမှာ9ဘွဲထိနိုင်ရရှိထားပြီး ပရီးမီးယားလိမပေးစရာမှာအဆင့်6နေရာကိုရောက်ရှိလာပါတယ်ဒီဘက်ကစားခဲ့တဲ့ Brighton နဲ့ပွဲစဉ်မှာတော့နေရာဒီတုန်းကအသစ်ခေါ်ယူထားတဲ့ကစားမတွေအကုန်ပါဝင်ခဲ့ကြပါတယ် Matias Cunha ကသူ့ရဲ့ပထမဆုံး United Twin Go ကိုသင်ယူနိုင်ခဲ့သလို Brian Ambomo ကလည်း2ဂိုးသင်ယူပေးခဲ့ပါတယ် Danny Casemiro ကလည်းငယ်မူပြိုင်နဲ့ Twin Go တကိုးနဲ့ပါဝင်အားဖြစ်ပေးခဲ့တာကြောင့်4-2နဲ့အနိုင်ရရှိခဲ့ပါတယ် Manchester United ဟာတပတ်ကိုတပွဲပဲအယုံဆိုင်ကစားနေရတဲ့အတွက်ကစားမားတွေအပြည့်အဝအနားရနေကြသလို Emery ရဲ့ကစားကွက်ကလည်းအလုပ်ဖြစ်လာခဲ့ပြီးတော့ပွဲဖြေရလက်တွေလည်းပြောင်းလဲလာခဲ့ရပါတယ်။ အင်မရီယူနိုက်တက်ဟာယာတီဆာမာတော့ကလေးပွဲကစားလေးမှတ်ပဲရရှိခဲ့ပြီးကာဘွန်ဖလားမှာလည်းလီတူတင်းကိုရှုံးနေခဲ့တဲ့အထိကိုအခြေအနေစိုးဝါးခဲ့တာပါတပည့်ခုဆိုရင်တော့နိုင်ပွဲ၃ပွဲဆက်ရှာပွေနိုင်ခဲ့ပြီဖြစ်တာကြောင့်အိုးထက်ဖို့ကအခြေအနေတွေကလည်းပြောင်းလဲလာခဲ့ပါတယ်ကစားမသစ်ကွန်ညာကတော့အတင်းရှုံးနေနေတုန်းမှာအင်မရီကဖိအားတွေများနေခဲ့တယ်ဆိုပေမဲ့အခုဆိုရင်တော့နီပြားရဲ့စိတ်ခံစားမှုတွေကပါပြောင်းလဲလာခဲ့ပြီဖြစ်ကြောင်းသတင်းကောင်းပေးလာခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းတော်ရှိသူတွေနဲ့ကစားမတွေကလည်းအင်မရီကိုအပြည့်အဝယုံကြည်ကြပါတယ် အမရင်းကကစားမတွေကိုရှေ့ကိုခြစ်တက်အောင်တိုက်တွန်းလှုံ့ဆော်ပေးနေတဲ့ကစားမတယောက်ဖြစ်တယ်လို့လည်းကိုညာကပြောခဲ့ပါသေးတယ်။နေပြကကျွန်တော်တို့နိုင်ပွဲတွေစမရခင်တီဖီအားတွေရမ်းများနေကြတာပါ။အခုတော့သူလည်းတရချင်းပိုတွတ်တက်လာနေပါပြီ။ဆီအမရင်းကနိုင်ပွဲတွေနဲ့ထိုက်တန်ပါလိမ့်မယ်။မိုင်နက်ကလည်းနိုင်ပွဲတွေနဲ့ထိုက်တန်ပါလိမ့်။ဒီသင်းအတွက်နိုင်နေဆိုတာကပုံမှန်ပဲဖြစ်နေသင့်ပါလိမ့်။ဒီအတွက်အတင်းရဲ့ဒီစိတ်တစ်ပိုင်းဖြစ်ရတာကကျွန်တော်ဝမ်းသာပါလိမ့်။ဒီနေ့မှာကိုသိနိုင်တာလည်းအန်အိုးဖို့ကောင်းပါလိမ့်။ကျွန်တော်ဒါကိုအမှတ်ရနေမှာပါ။ဆိုပြီးတော့ကိုညာက Brighton နဲ့ပွဲပြီးမှအင်တာဗျူးဖြေသွားခဲ့ပါလိမ့်။ ရတဲ့ဟာအခုဆိုရင်တော့မပီစီယာကိုဖြည်းဖြည်းချင်းနဲ့ပြန်တက်လာနေပြီးတော့အဆင့်6နေရာကိုပြန်လည်ရောက်ရှိလာနေပါတယ်။ရတဲ့ကမန်ချက်စတာညီလေးစီးတီးနဲ့ရမတ်တူရရှိနေပြီးဇယားရီကအာစနယ်နဲ့ကတော့6မှတ်ကွာဟနေပါသေးတယ်။ဒီတော့ United ကသာတပတ်တပွဲအာယွန်ဆိုင်ကစားရေးနဲ့အမှတ်စုဆောင်နိုင်ရင်တရားစီမံထူးခြားတာတွေဖြစ်လာနိုင်တယ်ဆိုတဲ့ယုံကြည်ချက်လည်းရှိလာပါတယ်။ဒါပေမဲ့ Super Computer ကတော့ United ပေါ်မှာမျက်နှာသာမပေးပါဘူး။ Super Computer ကဒီဘက်ချက်လက်တွေကိုအခြေခံတွက်ချက်လိုက်ရင်တရားစီရဲ့တော်ဖိုးနေရာတွက်ချက်ပေးတဲ့အခါမှာ United ပေါင်းလာခြင်းမရှိသေးတာတွေ့ရပါတယ်။ စပါကမတာကဒေါ်ဖိုးသင်းနေဖြစ်အာဆင်နယ်မန်စီးတီးလီဗာပူးနဲ့ချယ်ဆီတို့ကိုရွေးချယ်ပေးခဲ့ပြီးအဆင့်၅ကိုအက်စတန်ဗီလာအဆင့်၆ကိုဘုံမောက်အဆင့်၇ကိုနျူကာဆယ်နဲ့အဆင့်၈ကိုခရစ်စတယ်ပဲလစ်တို့တွက်ချက်ပေးခဲ့ပါသည်။တန်ဆင်းသွားမဲ့သင်းနေနေနဲ့ဘန်လီဝက်ဆန်နဲ့အူးတို့ကိုရွေးချယ်ပေးခဲ့ပါသည်။ ညတက်ကိုတော့အဆင့်9မှာပြန်မြရမှတ်56.6မှတ်နဲ့ရာသီသိမ်းလိမ့်မယ်လို့တွက်ချက်ပေးခဲ့ပါတယ်။ဒါပြင်ယူနိုက်တက်ရလက်ရခိုင်နှုန်းအနေနဲ့ချန်ပီယံဖြစ်နိုင်ခြေ3.800ခိုင်နှုန်း၊ချန်ပီယံလိဝင်ကွင်း14.8ရခိုင်နှုန်း၊ယူရိုပါလိဝင်ကွင်း9.8ခုရခိုင်နှုန်းနဲ့တန်းစင်းစုံတိုက်ပွဲ3.83ရခိုင်နှုန်းဖြစ်တွက်ချက်ပေးခဲ့ပါတယ်။ညတက်ဟာပြန်လဲတိဆောက်စေအတင်းတင်းဆိုပေမဲ့အာသာချက်တွေလည်းရှိနေတဲ့အတင်းဖြစ်ပါတယ်။ဇန်နဝါရီပြောင်းရွှေ့မှာကွင်းလဲတယောက်ခေါ်နိုင်မယ်ဆိုရင်ဒီထက်ပိုပြီးတိုးတက်ပြောင်းလဲလာနိုင်မှာသေးတယ်။ ညာတက်ကစူပါကွန်ပျူတာရဲ့တွက်ချက်မှားယွင်းနေတယ်ဆိုတာကိုလာမယ့်ပွဲတွေမှာဆက်လက်အနားယူရင်းနဲ့တက်တည်ပြဖို့လိုအပ်နေပါတယ်။ညာတက်ဟာလာမယ့်ပတ်မှာရုံးကန်နီယာရဲ့ Northern Forest ကိုဝေခွင့်တော်ရှင်မြန်ကစားရအောင်မှာမလို့နောက်ထပ်နိုင်ပွဲတွေထပ်ပြီးရှာဖွေနိုင်မှာလားဆိုတာဆက်လက်ပြီးစောင့်ကြည့်သွားရမှာဖြစ်ပါတယ်ခင်ဗျာ။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်။